2025ခုနှစ်လေးလပိုင်း16ရက်19ရက်နေ့များမှာလှုပ်ခတ်တဲ့ငလျင်များမင်္ဂလာပါအော်ဒီယိုပိုင်းစောင်းနိုင်မှကြိုဆိုပါရစေယခုတစ်ခါမှာတော့2025ခုနှစ်လေးလပိုင်း16ရက်19ရက်နေ့များမှာလှုပ်ခတ်တဲ့ငလျင်များအကြောင်းကိုတင်ဆက်ပေးပါမယ်နားဆင်ကြည့်ပါဦးခင်ဗျာယခုချက်လက်များကိုတော့ရင်းကလေးသတင်းများစင်တာဖေဖော်ဝါရီကနေရယူထားတာဖြစ်ပါတယ်2025ခုနှစ် လေးလပိုင်း16ရက်နေ့တွင်လှောက်ခတ်ခဲ့သောငလျင်များ16ရက်နေ့မနက်3:59မိနစ်မနလေးမြို့ပတယ်ကြီးရေတကွန်တောင်ဒီမြေရောင်းနဲ့6မိုင်မှာမကနေကျုဖောက်ပိုင်ဝမ်းဆင်းရှိတဲ့မြေကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်ဆက်လက်ပြီး16ရက်နေ့မြမစံတော်ချိန်9:58မိနစ်ချိန်ကမနလေးတိုင်းဒေသကြီးမိထိထမြို့အရှိတောင်ဘက်ပိုင်း 39မိုင်กว่าဇမဲတင်းအရှိဘက်15မိုင်ကျော်ကလောနီမြေအောင်နဲ့6မိုင်မှမဂနီကျု3.2အဆင့်ရှိရဲ့မြေငလင်ငယ်ထပ်မံလှုပ်ရှားသွားကြောင်းသိရပါတယ်16ရက်နေ့မနေ့9နာရီအချိန်တောင်ကုန်အနီးမြေအောင်နဲ့6မိုင်မှမဂနီကျု3.9အဆင့်ရှိရဲ့မြေငလင်ငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်16ရက်နေ့ညနေ3:22မိနစ်ချိန် ဖောင်ကြီးနီမြေရောင်းအနှက်6ပိုင်မှာပကနေကျု2.9အဆင့်ရှိတဲ့မြေကလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်18ရက်နေ့ညနေ4:20ရမဲတင်းအနီမြေရောင်းအနှက်6ပိုင်မှာပကနေကျု3.3အဆင့်ရှိတဲ့မြေကလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်ဆက်လက်ပြီး18ရက်နေ့ည9:09မိနစ်ချိန်နေပြီးတော့တကုံးနီမြေရောင်းအနှက်6ပိုင်မှာပကနေကျု 3.7အဆင့်ရှိတဲ့မြေငလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီး18ရက်နေ့ည9:55မိနစ်ချိန်မန္တလေးမြို့ခြေဘက်ရနာဘုံနေပညာတက္ကသိုလ်နီးမြေအောက်နဲ့6မိုင်မှာမဂနေကျု3.7အဆင့်ရှိတဲ့မြေငလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ထူးခြားချက်အနေနဲ့18ရက်၄လ2025မနက်အစောပိုင်းမှာလဲချီလီနိုင်ငံမှာမဂနေကျု 5.7အဆင့်ရှိတဲ့မြေငလင်ငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့2025ခုနှစ်လေးလပိုင်း19ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်များအကြောင်းကိုတင်ဆက်ပေးပါမယ်။18ရက်နေ့ည12နာရီထိုးပြီး5မိနစ်အချိန်ဂိုတန်းဒေတာကြီးစွာနီမြေအောင်နဲ့6မိုင်မှာမကနေကျု5.4အဆင့်ရှိတဲ့မြေငလင်ငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့18ရက်နေ့ည12နာရီထိုးပြီး 31မိနစ်အချိန်မန္တလေးတိုင်းဒေသကြီးကံအောက်မြေအောင်အနက်16မိုင်မှာမကနေကျု3.7အဆင့်ရှိတဲ့မြေကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။၎င်းအချိန်မှာပဲမန္တလေးတိုင်းဒေသကြီးရမဲတင်းနီမြေအောင်အနက်6မိုင်မှာမကနေကျု4.2အဆင့်ရှိတဲ့မြေကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ငလျင်နှစ်ထပ်ဖြစ်သွားတဲ့သဘောမျိုးပါပဲ။ဆက်လက်ပြီးတော့ တကူလည်းနေမနဲ့9နာရီ50မိနစ်ချိန်မှာမန္တလေးတိုင်းဒေသကြီးဝမ်တွင်နေမြေရောင်းနဲ့6မိုင်မှာ မကနေကျုဖောက်ပွင့်တူအစင်းရှိတဲ့မြင်းကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးညနေ6နာရီ20မိနစ်အချိန်ပဲခူးတိုင်းဒေသကြီးဖြူအနီမြေရောင်းနဲ့6မိုင်မှာမကနေကျုဖောက်ပွင့်ဝမ်အစင်းရှိတဲ့မြင်းကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလျင်ဘေးနဲ့တကွ ဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သပါတယ်။